မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာရဲ့မိတ်ဆွေတွေအားလုံးဒီ2025ခုနှစ်ခုနှစ်လပိုင်းဇူလိုင်လအတွက်တနင်္ဂနွေသတင်းမိတ်ဆွေတွေအတွက်ဆရာကတလတာရှောင်းရံဆောင်းရံအတွက်ကံကြမ္မာဟောစတန်းကိုဆရာကဟောကြားပေးမှာဖြစ်တဲ့အတွက်ဆရာရဲ့မိတ်ဆွေတနင်္ဂနွေသတင်းတွေဘယ်ကနေကြည့်နေရလဲဆိုဆရာကို comment လေးရေးပေးခဲ့ပါဦးခင်ဗျတနင်္ဂနွေသတင်းတွေမိတ်ဆွေတွေအားလုံးအဆက်ဆက်ရရအဆင်ပြေအောင်ရင်တိုးတက်ကြပါစေလို့ဆရာကဥစွာဆုတောင်းထုတ်ပနာပြုသလိုက်ပါတယ်ခင်ဗျဒီ2025ခုနှစ် ခုနလပိုင်းအတွင်းမှာတရင်းကုန်နေသားသမီးမိတ်ဆွေတွေဆရာတို့ဘာလို့လုံနေအခုဆိုလို့ချင်းရင်2025ခုနှစ်ရဲ့နှစ်ဝက်ကိုကုန်ခဲ့ပြီဒီ2025ခုနှစ်ရဲ့နှစ်ဒုတိယနှစ်ဝက်မှာမိတ်ဆွေတို့အနေနဲ့အဲဂန်ရင်တွေကိုဆရာကကြုံတော့ဗီဒီယိုတီးတန့်ရိုက်ပေးမယ်ဒါပေမဲ့မိတ်ဆွေတို့အတွက်ဒီတလစာကိုဆရာတို့တီးတန့်ဟောပေးမယ်เนาะအခုတော့လက်ရှိတော့ခုနလပိုင်းပေါ့เนาะဒီခုနလပိုင်းအတွင်းမှာမိတ်ဆွေတို့အနေနဲ့ လက်ရှိရှိနေတဲ့နေရာမှာစိတ်တိုင်းမကြတာမျိုးလေးတွေတနည်းအားကိုသွားကျင်တဲ့စိတ်လေးတွေခยีဝဝေးသွားရင် ကောင်းမလားဆိုတာမျိုးမိမိတို့အနေနဲ့တရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းပဲเนาะအရှားတရွာတမျိုးဒတိသလုပ်ငန်းတစ်ခုခုကိုအသက်စတင်လှုပ်ဆောင်ရန်လက်ရှိရှိနေတဲ့အလုပ်ကနေပြီးတော့အရှားတနေရာကိုယုံထွက်ကျင်တဲ့စိတ် ပြေးချွတ်ခြင်းတဲ့စိတ်တွေမိတ်ဆွေတို့ရဲ့ယင်ထဲမှာမများစွာဖြစ်ပေါ်နေတော့လာဖြစ်တယ်လို့လုပ်ငန်းကိစ္စအပြောင်းလဲကိစ္စအရာဓုအပြောင်းလဲနဲ့ပတ်သက်တာတွေအလုပ်အပြောင်းလဲနဲ့ပတ်သက်တာတွေချီတိုးဆောင်ရလှုပ်ဆောင်ခြင်းဟာမိတ်ဆွေတို့ရဲ့အခွင့်အလမ်းကောင်းတဲ့ရည်ရွယ်ချက်ရည်မှန်းချက်တွေကိုကျင့်သေးပေါက်ပြေဝမယ်လာကျင့်သေးပေါက်ချီတိုးဆောင်ရရန်အတွက်လှုပ်လှုပ်ရှားရှားလှုပ်လှုပ်ခက်ခက်ဖြစ်တဲ့တော့လာဖြစ်ပါတယ်ခင်ဗျာဒါအပြင်တနုံးနေသားသမီးမိတ်ဆွေများမိတ်ဆွေတို့ရဲ့ကံဟာ ဘာကိုဖြစ်ဖြစ်ကိုကိုကိုစိတ်တိုင်းမကြခြင်းတွေအားမရခြင်းမျိုးတွေငါတိတက်ပိုလုံနိုင်ရမှာဆိုတာမျိုးတွေကိုကိုကိုဖြစ်ခဲ့ပြီးတော့ကာလတွေပြီးခဲ့ပြီးသားကာလတွေကိုတိတက်ပိုပြီးတော့ကြိုးစားခြင်းနဲ့စိတ်တိတက်ပိုပြီးတော့မောတန်ဖြစ်ရှင်တဲ့ဆန္ဒတွေတိတက်ပိုပြီးတော့ ိုကိုကိုအဲစိတ်တမ်းမကြမှုအားမရမှုလေးတွေကြောင့်တောက်တခတ်ခတ်ဟန်တပြင်းပြင်းဖြစ်နေတတ်တယ်လာဖြစ်တဲ့အတွက်တော့ဆရာမိတ်ဆွေတို့နဲ့သားသမီးများအနေနဲ့ပြီးခဲ့တဲ့ကာလတွေကိုထားခဲ့ပြီးတော့ချင်းချောက်လာမဲ့ကာလမှာဘလို့ရာတွေကိုကြိုးစားပြီးကောင်းမွန်အောင်လုပ်မလဲဆိုတာကိုသာတွေးစီလိုချောင်းဆရာကထပ်လောင်းအကြံပြုပြောကြားလိုက်ပါရစေခင်ဗျာကျမကြီးကျမကြီးနဲ့ပတ်သက်လာရင်ဒီ2025ခုနှစ်ခုနှစ်လပိုင်းတွင်မှာဆိုရင်ကျမကြီးနဲ့ပတ်သက်အထူးသဖြင့် ်ခါးနဲ့ပတ်သက်တာမျိုးလေးတွေဖြစ်ရတာမျိုးလေးတွေဖြစ်တတ်တယ်ဒါအပြင်ခြေတောက်တို့နော်ခါးရုံနဲ့ပတ်သက်တာတွေအစင်းမြင့်နဲ့ပတ်သက်တာလေးတွေအနှဲငယ်ညံ့တတ်သောကာလဖြစ်ပါတယ်ခင်ဗျာနော်အသက်ကြီးသူမိတ်ဆွေများအနေနဲ့တနည်းလေသတ်သမီးများအမျိုးသမီးတွေဆိုလို့ရှိရင်အမျိုးသမီးအသွေးသားနဲ့ပတ်သက်သောကာလအရေးပြားရာနာလေးတွေနဲ့ပတ်သက်တာလေးတွေမှာတော့တတိယဆင်ကျင်ပေးရန်အတွက်တော့လိုအပ်သောလဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတနည်းလေသတ်သမီးတွေဟာဒီလတာတော်တွေမှာအကျိုးပေးသောလုပ်ငန်းတွေကိုဆရာဆက်လက်ဖော်ပြပေးပါစီဒီ2025ခုနှစ်ခုနလပိုင်းတွင်မှာတနင်္ဂနွေသားသမီးတွေအနေနဲ့ အဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်သောလုပ်ငန်းတွေရှေ့တိုးဆောင်ရလှုပ်ဆောင်မှာစက်ပစ္စည်းနဲ့ပတ်သက်တာတွေစားသောက်ကုန်လုပ်ငန်းတွေစံစီစေးစားစားသောက်ကုန်တွေပတ်သက်တာတွေရှေ့တိုးဆောင်ရလှုပ်ဆောင်လို့ကောင်းသောအပတ်တာဖြစ်တဲ့အထယ်လိတ်လုပ်ငန်းတွေအကျိုးပေးပါတယ် TT ဖက်နက် online social media နဲ့ပတ်သက်တာတွေဒီလဟာတကယ်ကိုကျင်းသိအားသာကောင်းမွန်တိုးတက်စီမှာအသေးစားပဲဖြစ်တယ်လို့ရွှေနဲ့ပတ်သက်သောလုပ်ငန်းတွေအယောင်ဝင်နဲ့ပတ်သက်သောလုပ်ငန်းတွေရှေ့တိုးဆောင်ရလှုပ်ဆောင်မှာငကူကအယောင်အေးအယောင်ထိုင်းနေခဲ့သောမိတ်ဆွေတနေ့လူသားသမီးများဒီကလဟာတိုးရှဲလှုပ်ဆောင်ပြီးတော့ကံပွင့်လာစီမှာအသေးစားပဲဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ အဖွဲ့အစည်းမဲ့ပတ်သက်တာမျိုးအများနဲ့ပတ်သက်တာတွေဘာသာရေးဆိုင်ရာလုပ်ငန်းတွေရှေ့လို့ဆောင်ရွက်လှုပ်ဆောင်လို့ကောင်းပါတယ်ခင်ဗျဆန်စီစေးစားနဲ့ပတ်သက်တာမျိုးတွေအထယ်လိတ်တီဒီဖနက်ဒေါ်လာဓာတ်စီဒီဇယ်လောင်စာစီအစရှိအစရှိတဲ့အရာလေးတွေရွှေအစရှိတဲ့တန်ဖိုးရှိတဲ့အရောင်းဝယ်လုပ်ငန်းတွေရေထွက်ကုန်ပစ္စည်းတွေ ရှိတို့ဆောင်ရွက်လှုပ်ဆောင်ရင်အားတာပြီးတော့ကောင်းမွန်သောလဖြစ်ကြောင်းကိုဆရာကထပ်လောင်းပြောကြားလိုက်ပြစီ။နိုင်ငံဝင်တာသမီးမိတ်ဆွေတွေထဲမှာမှာအမှုပညာလုပ်ငန်းနဲ့ပတ်သက်ပြီးဝါသနာပါတဲ့မိတ်ဆွေများဒီလမှာရှိတို့ဆောင်ရွက်လှုပ်ဆောင်ရင်ထင်ပေါ်ခြင်းနဲ့အောင်မြင်ခြင်းတွေများစွာရရှိမဲ့အပတ်တာ ဖြစ်ကြောင်းဆရာကလာဖြစ်ကြောင်းဆရာကထားလောင်းပြောကြားလိုက်ပြရစီခင်ဗျာအကျိုးပေးတဲ့လုပ်ငန်းတွေကိုဆက်လက်ဖော်ပြပေးရည်မိတ်ဆွေတို့ယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ယာရုပြောင်းနာမျိုးယာရုတက်တာမျိုးတွေဖြစ်ရတတ်တယ်နိုင်ငံခြားခရီးသွားနဲ့ပတ်သက်ပြီးတော့သွားလို့တဲ့မိတ်ဆွေများယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ပြီးတော့ယာရုတိုးဖို့ယာရုတက်ဖို့မျှော်လင့်နေတဲ့မိတ်ဆွေများဖို့ကတော့ခရီးဝေးဝေးကိုကြိုတင်ပြီးတော့မိမိဖြစ်လို့တဲ့ကိစ္စကိုမဖြစ်ရသေးခင်မှာသွားတာမျိုးလေးတွေကိုတတိထားရမယ်ဘာလို့လဲဆိုတော့အဲ့ဒီကံမရောက်လာသေးခင်ကိုကသွားလိုက်တဲ့အခါမှာအဲမရရှိလာတာမျိုးတွေဖြစ်တတ်တဲ့အတွက်တော့ဒီတစ်ချက်ကိုတတိထားရမယ်ကာလဖြစ်တယ် နဂိုကသာသမိမရသူတွေသာသမိရရှိတတ်သောအပ္ပတကာလဖြစ်ပြီးတော့သာသမိပညာရေးတွေကြောင့်ဖြစ်စေသာသမိတွေနဲ့ပတ်သက်ပြီးတော့စိတ်ချမ်းသာစရာသတင်းလေးတွေအေးချမ်းမှုတွေမျက်နှာပွင့်လန်းစရာလေးတွေအားသာကောင်းမှုတိုးတက်ပြီးတော့ရှေ့တိုးဆောင်ရွက်ပြီးတော့အားသာကောင်းမှုစီတာအသေးချာပဲဖြစ်တယ်ဝေးကွာနေတော့အဲမိသားစုဝင်တွေအဆက်အသွယ်ပြတ်နေတော့နားလည်မှုလွဲနေတော့မိသားစုဝင်တွေတဦးနဲ့တဦးတယောက်နဲ့တယောက်ပြန်လဲတင့်မြက်ပြီးတော့အဆင်ပြေမဲ့လဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာ ငကူကမိတ်ဆွေအပေါင်းအသင်းနဲ့ပတ်သက်ရင်မိတ်ဆွေအဟောင်းတွေကလည်းမိတ်ဆွေတို့ကိုအကျိုးပေးသလိုမိတ်ဆွေတဲ့လုပ်ငန်းတက်တွေစတင်လှုပ်ဆောင်လို့ကောင်းပါတယ်ခင်ဗျဆက်တူလုပ်ငန်းတွေအကျိုးပေးပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့တဦးနဲ့တူတယောက်နဲ့တယောက်စွမ်းနာလို့ပေါ့ဘာလို့ဖြစ်ဖြစ်ဟိုစကားများများပြောရင်တနင်္ဂနွေသားသမီးတွေကဒီလဟာအဲမျက်နှာအပွင့်တက်တွေများများရပြီးတော့မိမိတို့ရဲ့ကံကကောင်းသောစကားလေးတွေကိုများများပြောလေလေကံကောင်းခြင်းတွေရရှိလေဆိုတော့လဖြစ်တာကတော့အသေးရပဲဖြစ်ပါတယ်ခင်ဗျာနော် ဟာဒါအပြင်မိတ်ဆွေတို့အနေနဲ့လက်ရှိမှာခရီးသွားကိစ္စလေးတွေမှာတော့အားနည်းစီပါတယ်ငွေကြီးနဲ့ပတ်သက်ရင်ခရီးသွားကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြအများကြီးတက်တယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့အရှိရေးကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြအများကြီးတက်တယ်เนาะအဲ့ဒီလိုပဲမိတ်ဆွေတို့အနေနဲ့ခရီးသွားကိစ္စအရှိရေးကိစ္စတွေမှာတော့เนาะအဲရီးစားလူလူဦးနူကျွဲခတ်ဆိုလို့เนาะအရှိရေးနဲ့ပတ်သက်လို့အဲလူပြိုနောက်ကိုလိုက်တဲ့ကိစ္စလေးတွေကြောင့်တော့ငွေကုန်ကြီးကြအများကြီးတက်တဲ့အတွက်တော့တနင်္ဂနွေသားသမီးမိတ်ဆွေတွေကဒီလတာမှာအရှိရေးနဲ့ပတ်သက်လာရင်တော့အားနည်းပါတယ်အဲ အရှင်ကြီးနဲ့ပတ်သက်ရင်ငွေကုန်ကြီးကြအများရတာမျိုးလေးတွေအရှင်ကြီးနဲ့ပတ်သက်ရင်မိမိတို့မျှော်လင့်ထားတယ်လို့မဖြစ်တာမျိုးတွေကြုံရတတ်တယ်အဆက်အသွယ်ပြတ်နေသောမိษွေများအဆက်အသွယ်ပြန်လဲရရှိတတ်ပင်မဲ့လို့အဲမိษွေတို့အနေနဲ့အဲကောင်းမွန်အောင်တိုးတက်အောင်တော့စွမ်းဆောင်မှုတွေအားနေတဲ့အတွက်တော့လူငယ်တနည်းနေသားသမီးတွေအရှင်ကြီးနဲ့ပတ်သက်လို့မေတ္တာကြီးနဲ့ပတ်သက်လာရင်တော့အဲကံအားနည်းစီတော့လာဖြစ်တဲ့အတွက်တော့ဘာကိုမစိုးတတိထားပြုမှုစင်ကျင်ပြီးတော့သုံးသက်ဆုံးဖြတ်စီလိုပါတယ်ခင်ဗျအိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်တော့ မိတ်ဆွေတို့အိမ်တော်ကြီးနဲ့ပတ်သက်လာတဲ့အခါမှာအိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့เนาะအနှဲငယ်လေးငွေကုန်ကြေးကြများရတာမျိုးအိမ်တော်ဘက်နဲ့ပတ်သက်လာတဲ့အခါမှာအိမ်တော်ဘက်နဲ့ပတ်သက်ပြီးတော့ခရီးသွားကိစ္စလေးတွေကြောင်းအဲငွေကြေးကိစ္စလေးတွေကြောင်းသို့မဟုတ်လို့ရှိရင်အိမ်တော်ရဲ့မိမိရဲ့အိမ်တော်ဘက်အပေါ်မှာတန်တရားစိတ်တွေများနေတာမျိုးတန်တရားစိတ်တွေဖြစ်နေတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့မိ쇠တို့အနေနဲ့ဘာကိုဖြစ်ဖြစ်လက်တွေ့ကြကြအသုံးချပြီးတော့စင်ကြမှာစကားများစရာရှိရင် ထောက်ပြန်တဲ့ကိစ္စနဲ့ငွေကြေးစင်မပြေတဲ့ကိစ္စဒီနှစ်ခုကသာလွယ်ရင်ကျန်တာဘာမှစစိုးဘာမရှိနိုင်ဘူးเนาะဒါကြောင့်မလို့ဖောက်ပြန်နေဆိုရင်လည်းလက်တွေ့ကြကြစဉ်းစားပြီးတော့မိအောင်ဖမ်းမမမိပဲနဲ့မဆွဆွဲပါနဲ့ဆရာကထထောင်ပြောကြလို့တယ်ငွေကြေးနဲ့ပတ်သက်လာလို့ရှိရင်လည်းမိမိရဲ့အိမ်အောင်ဘက်ကြောင့်ငွေကုန်ကြေးကြများရတာမျိုးလေးတွေကြောင်းတာလွယ်ရင်ကျန်တာကတော့ဘလောက်ပဲခက်ခဲစီကမှု ငွေကြေးနဲ့ပတ်သက်လာရင်အခက်အခဲဒီမှန်သမျှဟာမိမိရှိကိုဂျင်းတေပေါက်ပြန်လဲဝင်လာမဲ့ကာလအပိုင်းခြားဖြစ်ပါတယ်။ဘာသာကြားလူမျိုးရှားတွေအကျိုးပေးပါတယ်။နိုင်ငံခြား passport visa လုပ်ငန်းတွေနဲ့ပတ်သက်လာရင်ရှေ့တူဆောင်ရလှုပ်ဆောင်မှာအားသာကောင်းမှာပါတယ်။ OA Champion ဝဲတာရောင်းတာပြောင်းတာစောက်တာရွှေ့တာအားလုံးကောင်းပါတယ်။ရှေ့တူဆောင်ရလှုပ်ဆောင်ရင်ကောင်းပါတယ်။ဒီလမှာလှုပ်လှုပ်ချာချာ လုတ်လေလေအခွင့်လန်းကောင်းနေပေါ်လေလေဖြစ်ပါတယ်ငွေကြေးနဲ့ပတ်သက်လာရင်တော့ကိုကြောင့်မဟုတ်ဘဲနဲ့မဖြစ်မနေသုံးဆွဲလိုက်ရတော့ငွေကြေးကိစ္စလေးတွေကြောင့်အဲကိုမှမဖြစ်မနေအသုံးပြုလိုက်ရတော့ငွေကြေးကိစ္စလေးတွေကြောင့်တော့ငွေကြေးနဲ့ပတ်သက်လာရင်ငွေမမြဲတော့လားဖြစ်တဲ့အတွက်မိတ်ဆွေတို့ငွေကြေးနဲ့ပတ်သက်လာရင်တော့ဒီလက်ရှိကာလမှာတုံဆိုင်တွေ့ဝေမနေဘဲနဲ့ဝယ်စရာရှိတာရင်းနှီးစရာရှိတာလှုပ်စရာရှိတာကိုချိန်တိုဆောင်ရလှုပ်ဆောင်ပါ ဘာကြောင့်လဲဆိုတော့မိတ်ဆွေတို့အနေနဲ့လက်ထဲမှာငွေထားရင်ကိုတခိုးခိုးခံရတာမျိုးတွေအဲပျောက်တာမျိုးလေးတွေရှိလိုက်ရင်လည်းဆုံးတာမျိုးလေးတွေဖြစ်တတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ငွေကြီးနဲ့ပတ်သက်လာရင်ဘာကူမှတုံးဆွဲတဲ့အခါမှာတုံဆိုင်တွေဝင်မနေဘဲနဲ့ရှေ့တူဆောင်ကလှုပ်ဆောင်အားတာကောင်းမွန်ပြီးတော့တိုးတက်နိုင်ပါတယ်ဒီလက်တာတော့တွေမှာမိတ်ဆွေတို့ ယာဓုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ရင်ယာဓုတိုးတာမျိုးယာဓုတက်တာမျိုးတွေကြုံကားတက်တယ်လို့ယာဓုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်လာတဲ့အခါမှာယာဓုတိုးဖို့ယာဓုတက်ဖို့မျှော်လင့်ထားတဲ့မိတ်ဆွေများအနေနဲ့နိုင်ငံခြားခရီးသွား passport visa စောင့်နေတဲ့မိတ်ဆွေများအနေနဲ့အတော့ဒီလိုကိစ္စလေးတွေမဖြစ်ပေါ်မီမှာခရီးဝေးဝေးသွားတာမျိုးခရီးထွက်တာမျိုးတွေမပြုတ်လို့ဖို့တော့လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေခင်ဗျာဘာသာရေးမများလို့ပါမိမိဖြစ်လို့သောအရာတွေဟာမကြခင်မှာပြီးဝလာတော့မဲ့အပတ်တာကာလလာဖြစ်ပါတယ်ဒါအပြင်မိတ်ဆွေတို့အနေနဲ့အထူးသဖြင့်ဒီလာတာတော့တွေ့မှာဆိုအကျိုးပေးစီသောအရာ ဂျာဇာပရိသသမီးအင်္ဂါသသမီးတွေနဲ့တွဲပတ်လောက်တာမျိုးဟာမိတ်ဆွေတို့ရဲ့လုပ်ငန်းကိုင်ငံ့အလုပ်ပိစာတွေအောင်မြင်တိုးတက်နိုင်ပါတယ်ခင်ဗျအကျိုးပေးသောအရာအနေနဲ့ဆိုရင်တော့အပန်းရောင်အဝါရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စေပြီးကံကောင်းစေပါတယ်အကျိုးပေးသောခဏအခရာတွေအနေနဲ့ဆိုရင်ခုနှစ်ခဏတုံညာခဏတုံခဏတွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်အားသာစေပြီးတော့ပြုလုပ်ကံစမ်းလို့ကောင်းသောလာဖြစ်ပါတယ်ပညာရေးနဲ့ပတ်သက်လာရင်တော့ အားသာကောင်းမွန်ပြီးတော့တနင်္ဂနွေသားသမီးတွေကခုနှစ်လပိုင်းတွင်မှပညာရေးအတွေးခေါ်ဘာသာရေးသင်တန်းအဆရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်လို့သင်ယူတက်မြောက်မှုနဲ့ပတ်သက်ရင်တော့ကျင်းသေးပါအောင်အခြားသောနေသားတွေတက်ကိုအားသာနေတဲ့အတွက်ကြောင့်မလို့သင်တန်းပကြီးဗဟုဗေဒင်ဗေဒစံကြံတရုပ်ဆောင်အစိုးကအရေးတီးမိမိတို့အနာဂတ်အတွက်ရည်မှန်းချက်အတွက်ဖြစ်လို့သောကိစ္စတွေကိုဘာကိုသင်သင် မိမိတို့ဘောမှာအစိုးမရှိစေဘူးအထောက်အကူဖြစ်စေမယ်တရောင်းတဏီယာကနေဘဝရဲ့အထောက်အကူဖြစ်စေတဲ့ပညာရက်တွေဆရာသမားကောင်းတွေအကြီးအကဲတွေနဲ့စုံစည်းရတယ်ဆိုတဲ့လဖြစ်တာတော့အတေချာပဲဖြစ်တယ်ခင်ဗျာနော်ဘာလို့ဒီကြံသေးရောမသိဆရာတို့ဒီလတာတော်တယ်မှာဆိုမိတ်ဆွေတို့တတိထားစင်နေရမယ်ရက်လေးတွေကတော့တနည်းမနေတာသမီးမိတ်ဆွေတွေ၂ရက်နေ၂၂ရက်နေ၂၆ရက်၂၈ရက်ဒီလတာတော်တယ်မှာ၂ရက်၂၆၂၈ 2022ရက်ဒီရက်လေးတွေမှာတော့ဘာကိုမဆိုတတိထားပြုမှုစင်ကျင်ဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်မိမိတို့ရဲ့အရေးကြီးသောကိစ္စတွေကိုအဲ့ဒီရက်တွေမှာဆုံးဖြတ်ဆောင်ရွက်ရန်တော်တော်အားနည်းစီတော့လာဖြစ်ပါတယ်ဘာကိုဖြစ်ဖြစ်တနင်္ဂနွေတနင်္ဂနွေချင်းတွဲလောက်တာမျိုးလေးတွေအားနည်းစီပြီးတော့အရှိစစရက်တွေကိုခီးထွက်တာမျိုးတွေမကောင်းပါဘူးခင်ဗျဆက်ပစ္စည်းရင်မောင်းနေတဲ့အခါမှာအလင်းစလို့အလောတတိမမောင်းဘူးလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေငွေမရှိပါနဲ့ငွေရှိရင်ဆုံးတက်တာမျိုးတွေကျင်းတည်ဖြစ်ရတတ်တယ်ပတ်စံ ပြောက်တာမျိုးတွေစက်ပစ္စည်းရင်နဲ့ပတ်သက်လို့တခိုးခိုးခံရတာမျိုးတွေဖြစ်ရတတ်တဲ့အတွက်တော့တတိထားဆင်ကျင်ပြီးတော့စစ်စစ်ဆက်ဆက်လှုပ်ဆောင်မှုလိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာနော်ဒါအပြင်မိတ်ဆွေတို့လူငယ်တွေအရှိရင်နဲ့ပတ်သက်ရင်တော့အရှိရင်မှာငွေကုန်ကြေးကြများရတာမျိုးတွေအလေလွန်းတဲ့ဘိန်ဘာတင့်နေဆိုတလူမျိုးဖြစ်ရတတ်တဲ့အတွက်တော့အဲတတိထားဆင်ကျင်ပြီးရတဲ့အတွက်တော့လိုအပ်ပါတယ်ဒီလက်တာတော့ဒီမှာတနင်္ဂနွေသားသမီးမိတ်ဆွေများအနေနဲ့အဲ အဆက်ဆက်ရရမိမိတို့ရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စအရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာမိမိတို့ရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေကိုမတော်မီမှာမြတ်စွာဘုရားကိုတောက်ရီငါးခွက်လှူပြီးတော့လိုရာကိုစုတောင်းပြီးတော့ရည်မှန်းစုတောင်းပြီးတော့တွားပါဒါဆိုရင်မိတ်ဆွေတို့ရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စတွေကအောင်မြင်ပြီးတော့ကျင်းပြပါအစဉ်ပြီးသွားပါလိမ့်မယ်ဒါပေမဲ့မိတ်ဆွေတို့ဒီလာတာအတော်တူမှာဆိုရွှေဝင်တတ်တယ်တစိုးလက်ဆောင်ဘန္နာပစ္စည်းတွေရရှိတတ်တယ် ဒါအပြင်မိတ်ဆွေတို့အနေနဲ့အဖွဲ့အစည်းအသင်းအဖွဲ့အများနဲ့ပတ်သက်လို့လူထင်ကြီးခံရတာမျိုးတွေအကြီးအကဲအထက်လူကြီးအဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်လာတဲ့အခါမှာအာကိုရင်းခံရတာမျိုးတွေခေါင်းဆောင်ဖြစ်တာမျိုးတွေဂျုံအားတက်တဲ့အတွက်တော့ရှေ့တို့ဆောင်ရလှုပ်ဆောင်လို့ကောင်းသောကာလဖြစ်ပြီးတော့အဲမိတ်ဆွေတို့အနေနဲ့ဒီလာဟာစကားများများပြောရင်ကံကောင်းမှုတွေများများရရှိပြီးတော့အခွင့်အလမ်းကောင်းတွေများများပေါ်မယ်ဆိုတော့လာဖြစ်တာကိုတော့မမေ့ဘူးထပ်လောင်းပြောကြားလိုက်ပါစီအားနေချက်ကဘာလဲဆိုတော့ဒီလာတာတော့ဒီမှာလုံနေရင်ねငါဖြစ်မှာဖြစ်ပါမလား ငါလုံမလုံနိုင်ပါမလားအာငါဒါကြီးကအဆင်မပြေငါနောက်တစ်ခုလုံရင်ကောင်းမလားဆိုတာမျိုးလေးတွေအတွေးခေါ်လေးတွေများများတွေးနေတတ်တဲ့အတွက်ဒီအတွေးတွေကိုဖျောက်ပြီးတော့ဘာကိုလုံရင်ကောင်းမလဲတရားစဉ်းစားပြီးတော့ဒီဇိုင်းမမတ်သွားပါ don't care အမှားရောမှာပဝန်းကြီးကိုဂယူးဆိုင်မနေပါနဲ့ကိုလှုပ်เสียရရှိတာကိုဖြောင်းဖြောင်းမမတ်သွားမှာတာတန်တန်ရောက်ပါမယ်ရှေ့ဆောင်နွားလာဖြောင်းဖြောင်းသွားကနောင်နွားသက်သက်ဖြောင်းဖြောင်းလာဤဆိုတဲ့အတိုင်းကိုကနွားလာဥဒ္ဓပအဖြစ်နဲ့ခြေကိုတူတူ ရှိကိုစွတ်စွတ်ဆက်ဆိုင်အောင်မြင်အောင်သွားမှာဒါအစဉ်ပြေမဲ့လားဖြစ်ပါကြောင်းထပ်လောင်းပြောကြားလိုက်ပြရစီခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလာတာတော်တူမှာမိမိတို့ရဲ့ဟုတ်လားရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွက်အယောင်းထွက်စီပြီးတော့မိမိတို့ရဲ့ကုန်ပစ္စည်းတွေရောင်းဝယ်ကောင်းစီရလို့ငါမိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုဆရာတို့ရက်တောင်လေးနဲ့ရက်ခတ်ပြီးတော့မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေကိုရက်တောင်လေးနဲ့ရက်ခတ်ပြီးတော့ရောင်းထွက်အောင်ဆူတောင်းရပါအယောင်းဝယ်ကောင်းပြီးတော့တန်ကောင်းစီမှာအတေချာပဲဖြစ်တယ်အဋိဋ္ဌံပြုလို့တဲ့စနင်းကုန်တွေတာသမီဆရာငယ်ရဲ့မိတ်ဆွေမိပါများ အဋိဋ္ဌံပြုလို့တပါဆိုရင်တော့မေတ္တာတုပ်ကိုတနေ့ကိုကိုးခေါက်နှုံးနဲ့ကိုးရက်တိတိသို့မဟုတ်လဲတလာလုံးဖြစ်ဖြစ်ရွတ်ဆိုပြီးတော့အောင်မြင်အောင်ဆူတောင်းပါခင်ဗျာဒါဆိုရင်အစဉ်ပြေအောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီမှာအတေရာပဲဖြစ်တယ်မထင်မှဖဲနဲ့ငွေကြီးနဲ့ပတ်သက်ပြီးတော့လုံနေရင်းကနေဝင်လာတာမျိုးလေးတွေကြုံရတက်တယ်ထို့ပြင်အိမ်မက်တွေထဲမှာဖရာဇီတိတိမ်ပရဝံအစရှိတာတွေဆွဲမှတ်တဲ့အခါမှာထီကန်ဆန်းတာမျိုးတွေလုတ်ပြီးပါကံကောင်းစီပါတယ်ဒီတလတာတော့တွင်မှာကံညှက်မှုတွေပြပြောက်စီရန်အတွက်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့ အသက်ကြီးသူတွေတို့မဟုတ်လမ်းခီးစေးကူညီတာမျိုးเนาะဥပမာပေါ့လမ်းမှာတွေ့တဲ့လမ်းလမ်းခီးမှာတွားလာနေတဲ့အခါမှာအဲရှီတောက်မတန်တဲ့သူတွေเนาะဥပမာပေါ့ခြေတောက်အင်ကရှုတ်တဲ့နေတဲ့မိတ်ဆွေတွေကိုခီးသွားလိုရာကိုချောချောချူချူပို့ဆောင်ပေးတာမျိုးဖြစ်စီအဲတောင်ငွေတို့เนาะဒုတ်ကောက်တို့လူတာမျိုးလေးတွေဟာမိတ်ဆွေတွေရဲ့ကံကိုကျင်းနေပေါ့တိုက်ရိုက်အစဉ်ပြေစင်မှာအတိအကျပဲဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပြပါစီခင်ဗျာ အဆက်ဆက်အရရာတနင်္ဂနွေသားသမီးမိတ်ဆွေတွေဒီလတာတော့ဒီမှာငွေကြီးကန်အားကောင်းစီပြီးတလတာလုံးအစဉ်ပြေစီရန်ပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့မိတ်ဆွေများခင်ဗျာဒီရေရာကိုဆရာဟောကမ်းပါလေတေချာစန့်တုံထားပြီးဖြစ်တဲ့အတွက်ယုံယုံကြည်ကြည်နဲ့လုပ်ပါမခက်ပါဘူးလွယ်လွယ်နဲ့ထိရောက်စီပြီးပြုလုပ်ရမယ်ရေရာအနေနဲ့ဆိုရင်တော့မိတ်ဆွေများဆရာတို့လစ်ပိုပလင်းတစ်လုံးပေါ်မှာလစ်ပိုပလင်းတစ်လုံးပေါ်မှာလာဗန်လို့ရေးလိုက်ပါလာအီရှာလာဘာကုန်းတေးတေးတင်ဗန်လာဗန် လာဗန်လို့ရေးပြီးတဲ့အခါမိတ်ဆွေတို့ရဲ့နော်ဈေးဆိုင်လုပ်ငန်းအိမ်ရဲ့အမြင့်တနေရာမှာနော်ဖျောင်းနိုင်ကိုရဇတိုက်တနည်းကိုတတိုင်းနှုံးနဲ့ကိုရဇတိုက်ထွင်းပြီးတော့ငွေဝင်အောင်လက်ခုပ်တီးပြီးဆူတောင်းရင်ငွေဝင်ပါလေခင်ဗျနောက်ဆုံးတစ်ခေါက်ပြန်ပြောပြပါမယ်မိတ်ဆွေတို့ရဲ့ဟုတ်လားလုပ်ငန်းကိစ္စအလုပ်ကိစ္စအမြင့်တနေရာမိမိအိမ်ဇပွဲနေရာမှာ လီပိုပလင်းတစ်လုံးတင်ပါလီပိုမရှိရင်မိတ်ဆွေတို့ရဲ့ဈေးဆိုင်နေမှာမေးပါခင်ဗျာတို့ဆရာတို့လာမယုံမှာဖုန်းဆက်ပြီးလီပိုဆိုတာပါလဲဗာညာဆိုဆရာတိနေပြီနော်လီပိုပလင်းတစ်လုံးပေါ်မှာလာဗန်လို့ရေးပါလာဗန်ဆိုတာလက်လာပါကိုပြောတာဒါပြီးတဲ့အခါဖျောင်းနိုင်ဘာရောင်ထွင်ရမလဲဆိုရင်တော့ဘာရောင်ထွင်ထွင်ရပါတယ်ငွေကြီးကိုကုစားပြုတော့အရောင်ဟာအစိမ့်ရောင်ဖြစ်ပါတယ်အတိုက်ခိုက်ကင်းစေတော့အရောင်ဟာအနီရောင်ဖြစ်ပါတယ်လက်လာပါကိုကုစားပြုစေတော့အရောင်ဟာအဝါရောင်ဖြစ်ပါတယ်ကဲမိမိတို့လိုရာကိုထွင်ပါလီပိုပလင်းတစ်လုံးပေါ်မှာ ဖျောင်းနိုင်အဖုံးပေါ်မှာနော်ဖျောင်းနိုင်ကိုမိတ်ဆွေတို့အနေနဲ့ကိုရက်ဇက်တိုက်ထွင်းပါဒါဆိုရင်ပိတ်နေတဲ့လက်တွေပွင့်လန်းလာပြီးအဆက်ဆက်ရဲရအစင်ပြေအောင်မြင်လာမယ်ဆိုတဲ့အကြောင်းဆရာကပြောရင်းနဲ့တနေ့ကနေသားသမီးမိတ်ဆွေတွေအားလုံးအစင်ပြေရပါစီမိနေတာလေးတခုအရေးကြီးတာရှိသေးတယ်အဲ့ဒါပါလဲဆိုတော့ဇာငနာပိနေမိချင်းရခွန်ကို3ည2 9 3ည4 6 7902906 WhatsApp Telegram Viber မှာဆက်သွယ်မိများနိုင်သလို့ ဗိုက်ဘာနာတို့လုံးဖြစ်တဲ့6653055နှစ်မှာလဲဆက်သွင်းနိုင်ပါတယ်ခင်ဗျဆရာတစ်တော့မက်ဆန်ဂျာကနေဧည့်သည်လက်မခံတယ်လို့အခြားသောနံပါတ်တွေဆိုရင်ဆရာငယ်အတုဖြစ်ကြောင်းအခုရုပ်ျော်ျော်လေးရတာဆရာငယ်အစ်စ်ဖြစ်ကြောင်းပြောရင်တနင်္ဂနွေသားသမီးမိတ်ဆွေတွေအားလုံးခုနှစ်လပိုင်းအတွင်းမှာဇူလိုင်လအတွင်းမှာအဆက်ဆက်ရအောင်မြင်တိုးတက်လို့ယန္တနာစိန်ကြောက်ဇေတောက်တိုင်းကစားနိုင်ပြီးတဲ့အခါမေဆွေတနင်္ဂနွေသားသမီးတွေအားလုံးကိုစီကိုစီကျမ်းမာပဂတိချမ်းသာရရှိကြပါစေလို့ဆရာကဆုတောင်းထောပနာပြုလိုက်ပါရခင်ဗျာကျေးဇူးတင်ပါတယ်